မင်္ဂလာပါ channel msn ပါဒီတစ်ပတ်1 friday 5 129မှာမြန်မာနှစ်ပွဲပါပါတယ်အားလုံးလည်းတည်ပြီးသားဖြစ်ပါလိမ့်မယ်ဟာလင်းုံနဲ့ထုံးမြောင်တို့ပွဲပါအောက်ပွဲကနေစပြီးတော့လေ့လာရအောင်အောက်ချင်းလေးကဂျိုရိုင်းအရှင်နဲ့ပွဲမှာတွေကကျွန်တော်မေးဆက်ပေးပြီးသားပါအဲ့ပွဲလည်းသူတော်တော်လေးကိုကောင်းပါတယ် ပြင်စင်ဂျိန်းမလုံလောက်တာရဲ့ပြိုင်ဘက်ကဝမ်းအတွေ့အကြုံပုံများနေတာရဲ့လူကောင်ကွာတာရဲ့ကြောင့်ပါအခုတစ်ခေါက်ကတော့နလားတတိကိုဖြိုးဝေရဲ့ကလပ်မှာနေစားပြီးတော့ကိုလေ့ကျင့်နေတာမို့လို့ပြင်စင်ချင်းလုံလောက်လိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်။ရုပ်ရမှာလည်းမငန်းခဲ့တဲ့သူပါ။ပွဲဦးထက်မှာလည်းရှယ်ယုံပြထားပါတယ်။ဒါတော့ကျွန်တော်တို့လက်ခံရမယ်။ဒါပေမဲ့အနိုင်ရှုံးမယ်ကြည့်တတ်ကြတဲ့လူတွေကတော့ KO နဲ့ရှုံးတာကိုပဲပြောကြလိမ့်မယ်။အဲလမ်းကြုံလို့တခါလေးပြောလိုက်မယ်။ကစားသမားတွေကိုထောက်ပြလို့ရတယ်ဗျာ။ အထက်ပို့ပြောမယ်ဆိုရင်ဝေဖန်လို့ပါရသေးတယ်ဆွဲတော့မချကြနဲ့ဗျနည်းနည်းလေးကိုချင်းစာစိတ်လေးတွေထားကြပါကိုရေးလိုက်တဲ့ comment တခုကိုပြောလိုက်တဲ့စကားတခုကကိုကိုပြန်ပြောမယ်ဆိုရင်ခံနိုင်လားဆိုတဲ့သူ့ဘက်ကိုဘက် ကြည့်တတ်တဲ့ကိုချင်းစာစိတ်လေးတော့ရှိသေးခြင်းနဲ့စကားလုံးနေနဲ့လူတော့မတတ်ကြပါနဲ့ဟုတ်ပြီအဲ့ဒါဆိုရင်ပွဲเจ้าကိုပြန်ဆက်မယ်ဒီတပွဲကမချောင်းဒါပေမဲ့အရင်ပွဲလောက်တော့မကြက်ဘူးမဟဘူးပေါ့တန်းနေစုကအရက်9ပေနဲ့6လမှာပါ နှစ်လက်မှပဲကွာတယ်သိမကွာဘူးပေါ့ drain action နဲ့ပွဲမှာတော့ငါ၅လက်မှတော့꽌ထားပါတယ် reach မှာလည်း၄လက်မှဝင်ကျင်လောက်ထိကို꽌ထားပါတယ်တန်နေစုက credit background ကနေလာပြီးတော့ keep on say နေစနစ်ပိုင်းနေထပ်ပြီးတော့ဖြည့်ထားတဲ့သူဂျပန်မို့လို့ခြေကန်ချက်ကတော့ကောင်းပြီးသားလက်သီးပိုင်းလည်းကောင်းတာပဲ အဝင်ထွက် timing ဘိုင်းလဲ share ပဲ stat တွေစောင်းရမ်းကောင်းတယ်ကိပောင်းစင်သမားမို့လို့ကျွန်တော်တို့လူဘက်ကနေကြည့်မယ်ဆိုရင်တထောင်ပိုင်းတော့အရန်တော့ကြောက်စရာမလိုဘူးမကြောက်နဲ့ဆိုလို့ view မဆိုင်နဲ့လို့ပြောတာမျိုးတော့လည်းမဟုတ်ဘူးတိတ်ပြီးကြောက်စရာမရှိဘူးစိတ်တက်ပိုင်းမှာတိလို့ကြသွားရင်တောင်မှပြန်ထားတယ်တတိလစ်သွားတဲ့အခါမျိုးတော့ပဲပြန်ပြီးတော့မထနိုင်တာကျွန်တော်ခုပြောသွားတဲ့အချက်တွေကအောက်ချင်းလေးမှာလည်းရှိတယ်သူလဲတော်ရုံနဲ့အရှုံးမပေးဘူး share ရုံးပါတယ်ဒီပွဲကပြောရခက်တယ်ဗျ ဂျပန်ဆိုရင်မျက်နှာကိုပဲတိုက်ဆိုတဲ့မုံနဲ့ပဲပြန်သွားရနိုင်မယ်ဟိုဂျပန်ကလည်းလက်သီးပိုင်းလည်းကောင်းတယ်နာသွားမှသာအမားလေးတွေလှုပ်တတ်တာမနာတရွေးကတော့သူကအမားတစ်ခုမှမရှိဘူး fight at you ပိုင်းလည်းတော်တော်လေးကောင်းတာတွေ့ရတယ်နှစ်ယောက်စလုံးကဇာပညာတဲ့သူတွေမို့လို့ပွဲကြမ်းလိမ့်မယ်ဘယ်သူနိုင်မလဲဆိုတော့ကျွန်တော်မပြောနိုင်ဘူးဂျောပို့ခိုင်းတဲ့လူနိုင်နေမယ်တယောက်ယောက်တော့မှောက်လိမ့်မယ်ဗျအမတ်စင်တွေလည်းရေခိုင်ရလိမ့်မယ်ဘယ်သူလဲမလဲဘယ်သူမှောက်မလဲဆိုတာပဲမသိတာ ပေါက်ကြီးတော့မပေါက်သေးပါဘူးပေါက်ရင် Telegram မှာတင်ပေးထားပါမယ်နေရတာပါတဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSNYH ကိုသုံးပါ